။ဒူရီကြားမှာနာမည်ကြီးလာနိုင်တဲ့ DeFi app ရဲ့ token ကို free ယူမယ်။ crypto နားမသိတဲ့သူတွေတော့မှသုံးလို့ရလောက်တဲ့အထိလွယ်တဲ့ DeFi application home ဆိုတဲ့ application ကို Binance ကနေပြီးတော့၂၂ခုမြောက် order airdrop အနေနဲ့ကြေညာထားပါရယ်။ဒီ application ကတာမယ်လူရောမှသုံးတက်မှဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်ကြည့်တဲ့အထိမှာပါပါရယ်။ Simple Anne မှာ PNB တွေကိုထည့်ထားရုံနဲ့ Home Token တွေကို free ရမှာဆိုတော့ဘာလဲဆိုတာမသိသေးဘူးဆိုလို့ရှိရင်တော့ဒီ video ကိုဆက်ကြည့်တင်ပါရယ်။ဆိုတော့ Home ဆိုတာကဘာလဲ ာမလူနားလျာခတ်တဲ့ define ကိုအသုံးပြုဖို့အလွယ်ဆုံးနည်းလမ်းနဲ့ဖြည့်ရှင်းပေးမယ့် application တစ်ခုဖြစ်ပါတယ်။ blockchain တခုကနေပြီးတော့တခုကိုလိုရလေ token swap လို့ထုတ်လို့ရတယ်ပြီးတော့ရင် gas fee တွေမလိုဘူးကိုယ့်ရဲ့ token ကိုကိုယ်ပဲထိန်းချုပ်နိုင်တယ်ပြီးတော့ဒီ defi ရဲ့နားလျားခက်တဲ့ bridge တို့ wallet တို့ gas တို့စသဖြင့်နှိပညာစကားလုံးတွေကိုသိစရာမလိုပါဘူးတခြား mobile wallet တော်တော်များများလိုပဲသုံးရတာလဲခုရဲ့ defi app အသုံးပြုခြင်းတဲ့သူတွေအသစ်တွေအတော်တော်နာမည်ကြီးလာနိုင်တဲ့ application ဖြစ်ပါတယ်ဆိုတော့ home token ကိုဘာအတွက်သုံးလဲ home ကိုခြင်ထားမယ်ဆိုလို့ရှိရင် governance fine အတွက်သုံးလို့ရတယ်။ staking အတွက်သုံးလို့ရတယ်။ pre-op protocol profit sharing အနေနဲ့ user တွေ pay တဲ့ trading fees ရဲ့တစ်စီတစ်ပိုင်းကို buy bet and reward အနေနဲ့ပြန်ပေးမယ်လို့ပြောထားပါတယ်။ဆိုတော့ဒီ airdrop ကိုရဖို့အတွက်ဘယ်လိုမျိုး hold လုပ်ရမလဲဆိုလို့ရှိရင်ဂျွန်လ6ရက်ကနေပြီးတော့9ရက်နေ့အထိ BME ကို Binance Zimbab and Mars stake လုပ်ခိုင်းရမှာဖြစ်ပါတယ်။တို့သွားရင်လည်းနောက်ထပ် project တွေကိုမလုပ်အောင်လို့အခုတည်းကကြိုပြီးတော့ staking လုပ်ထားတင်ပါတယ်။ Home token ရဲ့ tokenomics ကကြတော့ total supply အနေနဲ့10 billion ရှိပါတယ်။ Binance holder airdrop အတွက်က35 billion ပေးထားပါတယ်။ ecosystem နဲ့ community အတွက်ကတော့4.5 billion token ကိုပေးထားပါတယ်။ Tim and contributory တို့ကကြတော့2 billion ကိုပေးထားပါတယ်အဲ့ဒါကကြတော့တစ်နှစ်အကြာမှာစခွဲပေးမှာဖြစ်ပြီးတော့သုံးနှစ်သက်တိုင်းနည်းနည်းစီ unlock လုပ်မှာဖြစ်ပါတယ်။ Investor တွေအတွက်ကကြတော့10%ကိုတစ်နှစ်ပြည့်ပြီးမှစပြီးတော့ထုတ်ပေးမှာဖြစ်ပါတယ်။ဆိုတော့ Home DeFi app က project ကောင်းတစ်ခုလားဆိုတဲ့ကိစ္စကိုစပြီးတော့ဆွေးနွေးပါမယ်။တာမန်လူနားလေဖို့ခတ်တဲ့ DeFi ရဲ့ရှုပ်ထွေးဓာတ်တွေကို Home ကလည်းကူအောင်လုပ်ပေးတာဆိုတော့ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးရတဲ့အတူတူပါပဲ။ gasless trade day ပြီးတာဆိုတော့ user တွေအတွက်ပတ်သက်အများကြီးသက်သာစေတာပေါ့ gasless trade ဆိုတာက trade လုပ်တယ်ဆိုလို့ရှိရင် transaction fees တွေပေးစရာမလိုတာကိုပြောရဖြစ်ပါတယ်ဒါပေမဲ့ application ကသူတို့ပြောထားတဲ့အတိုင်းတကယ်ရောကောင်းလားရေရှင်မှာ user တွေများလားမလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ပြောစင်တာကတော့ဒီဗီဒီယိုက knowledge sharing လုပ်ပင်ရောတသက်ပဲဖြစ်ပါတယ် financial advice မဟုတ်တဲ့အတွက်ကြောင့်မလို့ဒီ project ရဲ့ token တွေကို invest လုပ်တဲ့မလုပ်တဲ့ကတော့ကိုရိုင်းလေးလာပြီးတော့ပဲဆုံးဖြတ်ဆက်ခြားကြည့်ချင်ပါတယ်အာ BNB လေးဝယ်ထင်နေဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ BNB coin တွေကလည်းဒီလိုမျိုးပတ်စစ် income ရှာလို့ရတာမဟုတ်ဘူး။ စပေါ်တိုမာဂျင်တို့ trading လုပ်တဲ့အချိန်မှာ finance bnb သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာအဲ discount ထက်ရတယ်အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထက်ရတာ ਨੇ မဆိုင်အောင်တော့တော်တော်တက်တက်ထက်ရဆိုပြီးရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထက်ရတယ်ဆိုတော့ပြောစင်တာက bnb holder တွေဆိုလို့ရှိရင် finance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်အာပြီးတော့ဒီလိုမျိုးတက်တရာတက်တာကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော် ကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဲ feature တွေကိုလိုက်ပြီးတော့လေ့လာထားလို့ရတယ်။ crypto trading ဆောက်လုပ်ဖို့အတွက် trading account မရှိသေးဘူးဆိုရင်တော့ finance မှာ crypto maker on foreign သုံးတဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fees 20% discount နဲ့ crypto maker campaign တွေက reward တွေကိုရနိုင်ပါတယ်။ဒီနေ့ video လေးကတော့ဒီမှာပါပဲ။ crypto maker အားလုံးရဲ့ video မှာပြန်လည်ကြပါဦး။